မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုလှုပ်ပြရမယ်သွေးလင်းထက်အထွက်ပွဲချိုရင်ကုန်တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျမာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတာမန်အဖြစ်ဆိုရင်များသွေးလင်းထက်နေစမ်းမီလို့မပြောဘဲနဲ့မွေထိုင်းမှာပွဲလေးရကျော်ထိုးပူးပြီးတော့ကမ္ဘာအမြင့်ဆုံးပြိုင်ပွဲတွေမှာချန်ပီယံကပ်3ခုရထားတဲ့ကစားသမားတစ်ယောက်နဲ့မြန်မာလက်ဝှေ့မှာဒီပွဲဒါယာကနန်းနီးပါပေါ့နော်ဒါယာကနန်းတော့မပြည့်တော့ဘူးယာကနန်းအောက်လောက်ပဲထိုးဘူးတယ်ပြီးလို့ရှိရင်မွေထိုင်းပွဲ၄-၅ပွဲပဲထိုးဘူးတယ်ကစားသမား၂ယောက် တွေ့တဲ့အချိန်ကျလို့ရှိရင်ဘသူနိုင်မလဲလို့မေးတယ်ဆိုလို့ရှိရင်တော့တေချာပေါက်ဒီပြောလို့ရှိရင်ပွဲမွေထိုင်းအထွေကြုံက9ဘွဲ6ဘွဲလောက်ပဲရှိသေးတယ်ကစားသမားတစ်ယောက်အနေနဲ့ကနိုင်မှုမဖြစ်နိုင်ဘူးလို့တွေးကြမှာတကယ်တမ်းလည်းလက်ရှိအခြေအနေမှာကသွေးလင်းထက်ကအဲ့လိုအနေထားမျိုးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်ပြိုင်ဘက်ကပွဲ၄ရကျော်ကြီးထိုးဘူးတယ်တကယ်အဆင်မြင့်ဆုံးပြိုင်ပွဲတွေမှာအမြင့်ဆုံးပြိုင်ဘက်တွေနဲ့ထိုးတက်ဖို့ပြီးတော့တကယ်ကိုလည်းနီးစက်နဲ့ကောင်းလို့ကြော်ကြားရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ် တွင်းလင်းတက်ကတော့ပြောလို့ရှိရင်လူငယ်ခြေတက်ကစားသမားပြီးတော့နီးစနစ်ပိုင်းဆိုင်ရာရလဲဒါအတိုင်းနာတစ်ခုထိစုံနေနေပြီးတော့နီးဖြူဟာချမှတ်မှုပိုင်းမှာပြန်ဖက်ရအားနည်းချက်ရှာဖွေတာကတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရပါတယ်ဒီအတွက်ကြောင့်မလို့လဲတောင်းလျှောက် time fighter ကြတွေကိုလုံးဝအမောက်သိပ်ပြခဲ့တယ်ဒီလိုမျိုးအမောက်သိပ်ပြီးတော့ဆူဆူဝါဝါဒါထန်းစင်တွေနဲ့တည်သွားတဲ့အထိလုံးပြခဲ့တဲ့အတွက်ကြောင့်မလို့ပြောရလို့ရှိရင် time breather တွေကတွင်းလင်းထပ်ပေါ်မကြည့်ပါဘူး ဒီပွဲကပြောရမယ်ဆိုလို့ရှင် SAM A ကတက်လူဖိုက်တာကစားသမားတစ်ယောက်ကို အနိုင်ယူဖို့ထိုးတက်တာထက်စားလို့ရှင်သူ့ရဲ့မွေထိုင်းကစားသမားတွေကိုစိုးစိုးဝါးဝါးအမောက်တိတ်ထားတဲ့မြန်မာလက်ဝေးကစားသမားတစ်ယောက်ကိုချန်ပီယံဟောင်းတစ်ယောက်အနေနဲ့ပြက်ပြက်တသားအနိုင်ယူပြရမယ်ပွဲပေါ့နော်မွေထိုင်းဘက်ကနေပြီးတော့ defend လုပ်ရမယ်ပွဲပုံစံမျိုးတော့ဖြစ်နေပါတယ်။ဆမ်မင်ကိုနိုင်ကလည်း time break တက်ပြီးသူ့ကိုအားပေးဖို့အတွက်တောင်းဆိုတာတွေ ပြီးတော့သူကိုယ်တိုင်နဲ့ဒါမွေတိုင်းကစားသမားတွေကိုတွင်းနှင်းထက်အမောက်သိမ့်နေတာကိုအဆုံးသတ်ပြမယ်ဆိုပြီးတော့ချွေးကြော်တာဖြစ်ပါတယ်ဒီလိုကြောင့်မလို့ဒီပွဲကမြန်မာလက်ဝေးကလူငယ်ကစားသမားတစ်ယောက်နဲ့မွေတိုင်းက legend တစ်ယောက်တွေ့တဲ့ပွဲဆိုမှမှားဘူးပြောရရင် time period တည်းစိတ်ချနေအောင်တည်ပြီးတဲ့ပွဲဆိုရင်လည်းမှားပါဒါပေမဲ့တွင်းနှင်းထက်မှာကျွန်တော်ကြိုက်တဲ့အချက်လေးရှိပါအနိကာကပါလဲဆိုတော့သွေးလင်းထအနေနဲ့ဘာမှအောင်တိတ်ပြီးတော့ဂယူးဆိုင်နေရပုံမပေါ်ပါဘူး။ပြောရရင်အေးချက်ကရေးကြည့်ပါ။ဒါဘယ်ရာနဲ့သွားပြီးတော့တူလဲဆိုတော့ဂျိုးရှွာဗန်နဲ့ ျွန်တော်တို့လက်ရှိချန်ပီယံဖြစ်နေတဲ့အလက်ဇန္ဒားပန်တိုဂျာတို့တွေးဆောင်တဲ့ပွဲနေတာမှာခက်စစ်စင်လက်ဇန္ဒားပန်တိုဂျာဆိုတာကတကယ်ကိုဟိုမှာဒိတ်ဒိတ်ကျဲပြီးလို့ရှိရင်ဖလိုင်းဝိတ်တန်းမှာဆိုလို့ရှိရင်လုံးဝကိုချန်ပီယံကပတ်ကိုအချိန်ပေါင်းများစွာကာကွယ်ထားတဲ့ကစားသမားလက်ဂျန်တစ်ယောက်ဂျိုရှော့ဗန်ကတက်လူ20ကျော်လေးပဲရှိတဲ့ကစားသမားတစ်ယောက်ဒါပေမဲ့တော်တော်များများကလည်းဂျိုရှော့ဗန်ဘက်မှာအခွင့်အရေးရှိရလို့တွေးနေကြတဲ့လူမျိုးပဲကျွန်တော်ကလည်းသွင်းရင်းထပ်ပတ်မှာအခွင့်အရေးတွေရှိရလို့မြင်ပါတယ် ဒါကဘာကြောင့်လဲဆိုတော့ဆက်စားချင်းမန်ဒလတီဘိုင်းပေါ့နော်စိတ်နေစိတ်ထားဘိုင်းမှာဆိုရင်တွင်းနှစ်ထပ်အနေနဲ့သူ့အတူချန်ပီယံဘိုင်းပဲဖြစ်နေဖြစ်နေ ဲ့လောက်ညီခင်ယူဆိုင်တဲ့ပုံမပေါ်ဘူးသူတို့ game plan ကိုအာရုံစိုက်ထားတယ်သူတို့ training တွေကိုအာရုံစိုက်ထားတယ်ပြီးတော့ဒီ fighter ကိုဘယ်လိုဖြိုပြမလဲဆိုတာကိုပဲအာရုံစိုက်ထားတာဖြစ်ပါတယ်ဒီလိုမျိုးတစ်ဖက် fighter က champion တွေဖြစ်နေလို့ဘာဖြစ်နေလို့အရင်ကြီး respect မပေးနေဘူးဗျာပြောရလို့ရှိရင်ဟောပုံမှန်အဖြစ်ဆိုရင်တကယ် legend fighter ကြီးနဲ့တွေ့လို့ရှိရင်ဟာဒီ fighter ကိုတကယ်လေးစားခဲ့တာတကယ်မိုက်တယ်တကယ်ကိုကောင်းတယ်ဆိုပြီးတော့အဲ့လို respect ခံများများပေးနေရကစားသမားရှိပါအဲ့လိုကစားသမားတွေကပုံမှန်အဖြစ်ပွဲထဲရောက်လို့ရှိရင်တစ်ဖက် fighter ရဲ့အချိန်နဲ့ ရှုံးနေသွားတာများတယ်။ဒါပေမဲ့သူနဲ့နှက်ကတော့ထွေတူတူတပတ်ဖိုင်တာကိုရှိန်နေတာလေ။သူ့ရဲ့ဂုံပုတ်တွေကိုထည့်ပြောနေရမျိုးတစ်စမ်းမှမရှိဘူး။သူ့အနေနဲ့ပြိုင်ဘက်ကိုပြိုင်ဘက်လိုပဲမြင်ပါတယ်။ဒီလိုမျိုးစိတ်ဓာတ်မျိုးကပွဲထဲမှာပုံမကောင်းမွန်တဲ့ performance တွေရစေရလို့တော့မြင်တယ်။နောက်ထပ်တစ်ချက်ကပြိုင်ဘက်ကနေစနစ်အားတာတာမှန်တယ်။ဒါပေမဲ့ twin ထက်မှလည်းအရန်ကြီးနှိမ့်နေတဲ့နေစနစ်မရှိပါဘူး။ဥပမာပါဟိုမြောင်းဖိုင်တာရေးမှာဆိုအများစုကြုံရတာအခြေခံပိုင်းမှာဆိုရင်မွေတိုင်းဖိုင်တာရေးတဲ့အရန်တိတိသာသာနှိမ်နေရမျိုး clinch ပိုင်းနေမှာဆိုရင်ရိုင်းတိတိသာသာနှိမ်နေရမျိုးရှိတတ်ပါ ဒါပေမဲ့သူနှစ်ထပ်မှာအဲ့လိုမရှိဘူးရှင်ကြည့်လိုက်ရင်တော့နည်းနည်းလေးဟိုအောက်ကိုနှိပ်ကောင်းနှိပ်နေနိုင်တယ်ဒါပေမဲ့ဟိုလုံးဝရှင်ပြီးတော့လှုပ်လို့မရတဲ့အနေအထားမျိုးတော့မရှိပါဘူးနှစ်သီးပိုင်းမှာဆိုလို့ရှင်လေဆံမေဘက်ကနေပြီးတော့ညာချီညာလက်ရှေ့ခင်းပြီးတော့ဘယ်လက်သီးထိုးတာတော်တော်လေးကောင်းကောင်းကောင်းနိုင်တယ်ဒါပေမဲ့သူနှစ်ထပ်ကကျတော့ဘယ်ညာလက်သီးနှစ်ဖက်လုံးမှာပါဝါရှိပြီးတော့အသုံးချနိုင်ပါတထောင်ရိုင်းချက်တီမှာဆိုလို့ရှိရင်ဆံမေရဲ့နီးစက်နေကပိုကောင်းနိုင်တယ်ဒါပေမဲ့သွေးနှင်းထက်ကလည်းပက်တရောင်းနေတဲ့နာမည်ကြီးလာတဲ့ကစားသမား ဒူတိုင်းချက်တီမှာတော့တွင်းလင်းထက်ကတော့တိတ်မတွေ့ရဘူးဒါမဲ့ဆမ်မီကလည်းပြောရရင်ပွဲထဲမှာဆိုရင်တွင်းလင်းထက်ကနည်းနည်းလေးပုံမြင့်နေနိုင်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အရန်ကြီးဒူတိုင်းပို့တော့လွယ်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မထင်ဘူးအတင်းကြီးဆွဲပြီးတိုက်လို့ရတဲ့အနေအထားမျိုးမဟုတ်ပါတွင်းလင်းထက်က strawweight တန်းမှာလူကောင်ကြီးရဲ့ကစားသမားတွေပါခြေခံချက်မှာဆိုရင်တော့ဆမ်မီရဲ့ဘယ်ခြေခံချက်ကတော်လေးကောင်းတဲ့ထဲမှာပါတယ်ထိရင်လုံးဝကြာသွားနိုင်တဲ့အတွက်ကြောင့်မလို့တွင်းလင်းထက်ကယူဆရမယ်ဒါမဲ့တွင်းလင်းထက်ကလည်းဘယ်ခြေရောညာခြေရောကန်နိုင်မှာ ောက်ဆုံးပွဲမှာဆိုလို့ရှိရင်ခြေခံချက်ရဲ့ပါဝါပိုင်းတွေကတော်တော်လေးတိုးတက်လာတာဟိုတော့မှမြင်တွေ့ခဲ့ရတာဖြစ်ပါဒီတော့ကြောင့်မလို့အရန်ကြီးမတားနေတာမှန်တယ်ဒါပေမဲ့အရန်ကြီးနှိမ့်နေတဲ့နေရာကြီးလည်းမရှိရတဲ့အတွက်ကြောင့်မလို့တွင်းလင်းထပ်ပတ်မှာအခွင့်ရေးရရှိရလို့မြင်ပါနောက်တစ်ချက်ကမာဂုံနဲ့ပါဝါပိုင်းတွင်းလင်းထပ်ရဲ့ပါဝါကဘဲဖိုက်တာကိုမဆိုးကြာသွားစေနိုင်လောက်တဲ့ပါဝါမျိုးရှိပါဆမ်မီကလည်းပြောရမယ်ဆိုရင်သူ့မှာအလဲထိုးရှုံးပွဲရင်လည်းရှိရတဲ့အတွက်ကြောင့်မလို့ တပွဲလုံးမှာသွေးလင်းထက်ကအခွင့်အရေးရှိနေတယ်လို့ကျွန်တော်စိတ်ထဲတော့မြင်နေပြီးတော့သွေးလင်းတိုက်ရမှာအကုန်ကလည်းဒီပွဲမှာအဆုံးဖြတ်တော့ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့တစ်ဖက်ဖိုက်တာက Xtreme ရဲ့အရန်ကိုရှိရခြင်းမှာသွေးလင်းထက်အနေနဲ့နည်းနည်းလေးယဉ်ထိုးရမယ့်အနေအထားမျိုးတွေဖြစ်လာနိုင်တယ်။ဒီလိုမျိုးအနေအထားမှာဆိုရင်သူ့အနေနဲ့မာကုံကောင်းကောင်းပါလာတယ်ဆိုလို့ရှင်တော့ဖိုင်တာဒီ legend fighter တယောက်အသက်လည်းနည်းနည်းလေးရနေပြီဖြစ်တဲ့ fighter တယောက်ကိုယဉ်ထိုးပြီးတော့မှောက်အောင်လုပ်ဖြစ်တဲ့အနေအထားမျိုးတွေဒီလည်းရောက်လာနိုင်ကြတော့များပါတယ်။တကယ်ပြောရမယ်ဆိုလို့ရှင်တော့ဒီပွဲကတော့ ပုံဝင်နေနေပြောရမယ်ဆိုရင် လုံးဝအောင်မမျှတဲ့ပွဲပါဝမ်းချမ်းမြေရှုပ်ကိုယ်တိုင်းလည်းသိတယ်ဒါပေမဲ့ time frame တွေကလည်းသူတို့ထိုင်းကစားသမားတွေလုံးဝထမ်းစင်နေရင်တင်သွားတဲ့ fighter တွေကမနှဲတော့ကြတော့သူတို့တော်တော်လေးကိုဒါမျက်နှာပြက်လာတဲ့အနေထားပြီးတော့သွင်းနှင်းထက်ကိုစိတ်ထဲရောက်လာတဲ့အနေထားမှာဝမ်းချမ်းမြေရှုပ်ကဒီလိုမျိုး level ကွာဟားတဲ့တွဲဆိုင်တစ်ခုကိုတင်ပြလိုက်တာဖြစ်ပါတယ်သွင်းနှင်းထက်အတွက်ကတော့တော်တော်လေးကိုမလွယ်တဲ့ပွဲနီးစနစ်ပိုင်းဆိုင်ရာမှာပြိုင်ဘက်ကတော်တော်ကြီးကိုကောင်းနေရဲဆိုပေမဲ့ ။ twin ထက်မှာလည်းလုံးလုံးကင်လို့ရတဲ့လက်နက်တွေရှိပါ။အဓိကကတော့ twin ထက်ကဒီလက်နက်တွေကိုဘယ်ချိန်မှာဘယ်လိုသုံးသွားမလဲ၊ပြန်ဘက်ကိုအထိနာအောင်လုပ်နိုင်မလားဆိုတာကအဆုံးဖြတ်ဖြစ်ပါလိမ့်မယ်။တာမန်ကျွန်တော်တို့ဒီနီးပြူဟာမချဘဲနဲ့တူထိုးကိုထိုးဆိုလို့ရှိရင်တော့ twin ထက်အနေနဲ့မလွယ်နိုင်ဘူးလို့မြင်နေ။နီးပြူဟာချပြီးတော့ twin ထက်အနေနဲ့ပြန်ဘက်ရဲ့ဟာကွက်ကိုဘယ်လိုပုံစံမျိုးရှာဖွေပြီးတော့ထိုးတက်သွားမလဲဆိုတာကစိတ်ဝင်စားဖို့တော့တော်တော်လေးကောင်းပါတယ်။ twin ထက်သာလုံးပြနိုင်ခဲ့မယ်ဆိုရင် တရှိသူမွေထိုင်းလောကမှာနာမည်ကြီးနေတဲ့အနေထားထက်3-5ငါးလောက်ထိကိုနာမည်ကြီးသွားပြီးတော့စာချုပ်နဲ့တရားပေါက်ရလိမ့်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်။ဒါပေမဲ့တွင်းနှင်းထက်နေတဲ့ဒီပွဲကိုအမှတ်ဆုံးဖြတ်ထိသွားဖို့ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူး။သွားတယ်ဆိုရင်တော့မှအနည်းဆုံး knock down တစ်ချိန်နှစ်ချိန်လောက်ရထားမှအမှတ်ဆုံးဖြတ်မှာအနိုင်ရဖို့များပါလိမ့်မယ်။ဒါပေမဲ့တွင်းနှင်းထက်ကတော့အလဲထိုးဖို့အဓိကဦးတည်လာမယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာက အချက်မြန်ရှိရဲ့ဒါမြန်မာလက်ဝေကစားသမားတွေကိုတဲပေးနေကြဇလန်ဟောင်းတစ်ခုဖြစ်တဲ့လောကလေဘဲကွာဟားတဲ့တွဲဆိုင်နေတွေကနောက်ထပ်တွဲဆိုင်တစ်ခုဖြစ်တဲ့သွေးလင်းထက်ရပွဲနဲ့သွေးလင်းထက်နေတဲ့ဒီလိုမျိုးတူပတ်မှာဒါခက်ခဲနေတဲ့ test တွေကိုဘယ်လိုမျိုးလုပ်ပြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရပွဲချုပ်ရင်ခုံတောင်းအဓိကပြပြပေးသွားတာဖြစ်ပါတယ်။ဒီအခြေအနေကလုံ့ဖို့တော်တော်လေးကိုခဲရင်တဲ့အခြေအနေနိုင်မှုခဲရင်တဲ့အခြေအနေဒါပေမဲ့သွေးလင်းထက်မှာဒီလိုအခြေအနေတွေကိုစိုးစိုးဝါးအနေထားတွေကိုကြောဖြတ်နိုင်တဲ့လက်နက်တွေ လိုအပ်ချက်တွေတော့အဆုံးနဲ့ရှိနေပါဒါပေမဲ့လည်းရှိနေသည့်တိုင်အောင်လွယ်တဲ့ပွဲတစ်ပွဲတော့ဖြစ်လာမှာမဟုတ်ဘူးသွေးနှစ်ဆက်အနေနဲ့အရာရာကိုလုံးဝကွတိဖြစ်အောင်ထုတ်သုံးနိုင်မှာပဲဒီပွဲမှာနိုင်ရပါလိမ့်ကျွန်တော်ကတော့သွေးနှစ်ထပ်အနိုင်ရဖို့တော့အများကြီးမျှော်လင့်ထားပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးထားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပြပအောင်အားလုံးကိုကျေးဇူးတင်ပါတယ်